ကဲဓမ္မအမေတော်အောင်ဆန်းစုကြည်ကို ပြောထားတဲ့အန်ဒီတယောက်ဘာပြောလဲဆိုတော့နားလောင်ကြည့်ပါနော်လူတွေကမြန်မာနိုင်ငံကပြည်သူတွေကထင်ကြတယ်နော်အမေစုကိုအမေစုကနော်တာနှစ်ယောက်နဲ့ယောက်ျားကိုပြစ်ပြီးတော့မြန်မာနိုင်ငံအတွက်ကိုအနစ်နာလာခံတယ်လို့လူတွေကထင်မြင်နေကြတယ်ယူဆနေကြတယ်မြင်နေကြတာထင်နေမြင်နေကြတာနော် ရှင်တို့ကျမတအားသနာတယ်ကိုနဲ့ပဲနိုင်ရှင်ကြီးကဲတအားသနာတယ်တဲ့နော်အဲ့တော့နားမှာမရှိတော့ဘာတွေတနာလဲဆိုတော့ဒီလေရှင်တို့ကိုကျမပြောမယ်အမေစုမြန်မာနိုင်ငံကိုစလာတဲ့ဓာတ်ပုံကိုလူတိုင်းမြင်မှုမှာပေါ့နော်မြင်မှုပါတယ်ဟုတ်ပါတယ်အမေစုဟာမြန်မာနိုင်ငံမှာဘိုလ်ချုပ်အောင်ဆန်းရဲ့တမီးမှန်တယ်တော်တော်နိုင်ငံသားမှသူဟာ တာမန်အရက်သူစင်ကြေဘုံရက်ကွက်မှာနေတဲ့အမျိုးသမီးတစ်ယောက်ပဲစင်ရဲသားအခြေခံလူရန်းစားအမျိုးသမီးတစ်ယောက်ထက်မပို့ဘူးနော်အမေစုနိုင်ငံသားမှာနေတာသူ့ရဲ့ယောက်ျားကလည်းကြောင်းစရာအဲရစ်ကလည်းဒါနဲ့တာမန်ပြည်သူအခြေခံလူရန်းစားစင်ကြေဘုံရက်ကွက်မှာနေတဲ့အခြေခံလူရန်းစားတစ်ယောက်ရဲ့မိန်းမအဲ့ဒီဘဝအဲ့ဒီအစ်စ်အတန်းထက်ဘာမှမပို့ဘူးတော်အောင်စန်းစုကြည် အခုသူပြောရတာမပိုးဘူးဆိုတာဟုတ်ပါလားဒေါ်စန်းစုကြည်တက်ခဲ့တဲ့ outspot တက်ကလို့ဆိုတာကဘာပေါ်မှာလူတိုင်းအိမ်မက်မဲ့တဲ့တက်ကလို့နော် outspot တက်ကလို့ကနေထွက်သွားတဲ့နိုင်ငံခေါင်းဆောင်တွေထင်ရှားကြော်ကြတဲ့တူတွေဘလောက်ရှိတယ်ရည်တွက်လို့တော့မနိုင်ဘူးဒေါ်စန်းစုကြည်တို့မိုက်ကယ်အဲရီတို့နေခဲ့တဲ့အိမ်တွေ့ဘူးကြတယ်နော်နော်နော်ကြည့်ဝဆန်းနားထောင်တူပြီးတော့ပြောနေထိုင်တဲ့အစိုးရကလည်းဟာမြန်မာနိုင်ငံကဘူဂျိုအောင်ဆိုင်ရဲ့တမိကြီးပဲဆိုပြီးတော့မှ ဘယ်သူမှသူနေတဲ့နိုင်ငံကအစိုးရအဖွဲ့စည်းကလည်းသူ့ကိုမျက်နှာစာမပေးဘူးအဲ့ဒါကြောင့်လဲသူဟာလင်းယူသားမွေးပြီးတော့မှအိမ်မူကိစ္စကိုလုပ်နေမိမတယောက်ဖြစ်တယ်သူ့ဘဝကိုသူနားလဲတယ်မြန်မာနိုင်ငံကို ပြန်လာတော့88အရေးခင်းတဲ့ဂျုံနဲ့သူ့အမေကျမ်းမာရေးအတွက်ကိုနော်ဒေါခင်ကြီးကျမ်းမာရေးအတွက်ကိုသူပြန်လာတယ်ပြန်လာတဲ့အချိန်မှာ88အရေးခင်း90 88 90အရေးခင်းနေတဲ့ဂျုံနဲ့အချိန်မှာနော်ចောင်းသားခေါင်းဆောင်တွေကလည်း နော်သိရမလား88ဂျန်တွေဟိုအရင်ကကွန်မြူနီဟွာတွေဘဂဝါတွေကလည်းတောင်ဆန်းစုကြည်ကိုအတုံးချလိုက်တာဗိုလ်ချုပ်ရဲ့သမီးဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့နာမည်လေးနဲ့ကောက်ပြီးတော့မြောက်တင်လိုက်တဲ့အခါမှာသူကရွေးချယ်လိုက်တယ်ချော်လဲရောထိုင်လိုက်တာသူ့ရဲ့ရွေးချယ်မှု သူရွေးချယ်လိုက်တာသူ့ရဲ့အတ္တဟာတအားကြောက်စရာကောင်းတယ်ရှင်တို့သေချာစဉ်းစားကြည့်နော်သားနှစ်ယောက်နဲ့ယောက်ျားကိုတောင်ပြစ်ပြီးသူ့ရဲ့အောင်မြင်မှုသူ့ရဲ့ကြော်ကြားမှုเนาะ သူအောင်မြင်လိုမှုသူကြော်ကြားလိုမှုသူစည်းစိမ်ချမ်းသာနဲ့ထင်ပေါ်ကြော်ကြားလိုတဲ့စိတ်တစ်ခုကြောင့်ခေါင်းဆောင်ဒါအရေးအချင်းမှမရှိဘဲနဲ့နော်နိုင်ငံရဲ့အရေးနိုင်ငံရဲ့အခင်းအကျင်းဘာတစ်ခုမှမသိဘဲနဲ့ဘာအရေးချင်းမှမရှိဘဲနဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ကျမတို့ဟောဒုက္ခပဲနော်ဒါကြောင့်မလို့အဲ့ဒီပို့ရဲ့အောက်မှာလေမှန်လေးတစ်ချောင်းတွေ့တယ်။အော်တူလဲတဲ့သူမှရှိတဲ့လောက်အတိတ်တရားနဲ့သူမြင်တာလေတဲ့ သူ့မှာအတိတ်တရားကဒီလောက်လေးပဲရှိလို့ဒီမိမဒီစကားကိုပြောတာပါတဲ့အဲ့မှန်ထားတဲ့မှန်လေးကယဉ်ကျေးလေးပါဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ဒီအမျိုးသမီးကိုတော့ကျွန်တော်ချီးကျူးစရာတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့စကားပြောတဲ့နေရာမှာအမေစုလို့ခေါ်ပြောတယ်ရဲရဲဆိုင်ဆိုင်မတုံတုံဘူးအဲ့ဒီအတွက်ဒီဒေါ်ဆန်းစုကြည်ကိုတိုက်ခိုက်စော်ကားတဲ့လူတွေအားလုံးဟာအဲဒေါ်စုဆိုတဲ့စကလုံးတုံးပြီးတော့စစ်ဖို့ကြုံပြီးတုံးခဲ့တဲ့စကလုံးပေါ့နော်ရဲရဲဆိုင်ဆိုင်မမတ်ရဲရဲကြီးဒေါ်ဆန်းစုကြည်ကို တုံတုံနဲ့ခိုင်းနိုင်တယ်စော်ကားတယ်ဒါပေမဲ့သူ့ကိုဒီတစ်ချက်ကတော့ကျွန်တော်လေးစားတယ်နော်သူဒါလူပီတတယ်လို့ကျွန်တော်ယူဆရရကိုယ့်ထက်အသက်ကြီးတဲ့လူတစ်ယောက်ကိုဝင်းနေကပြောသလိုအမြင်ချင်းမတူရင်တော့မတူမရိုင်းဆိုင်ဆက်နားထောင်ပြောပါနော်ပြီးမှကျွန်တော်ပြောတော့ဟုတ်တယ်မှာဟိုမောက်ပေါက်ချမ်းရှင်ဘရင်ဖြစ်တယ်လို့ပေါ့နော်မောက်ပေါက်ချမ်းရှင်ဘရင်ဖြစ်တယ်လို့ကြောက်ပြပါမှာငပြင်းဘရင်ကအိတ်နေလိုက်တာဟို တပြောင်မှာသွားအိမ်မိလိုက်တော့ဘယင်ဖြစ်သွားသလိုပေါ့နော်မောင်ပေါက်ချိုင်းရှင်ဘယင်ဖြစ်တဲ့ကဲ့သို့ပဲသူကြော်ကြားလို့မှုသူပိုင်ဆိုင်လို့စိတ်တွေပြင်းပြီးသားနဲ့ယောက်ျားကိုဆုံးခဲ့တာမြန်မာနိုင်ငံအတွက်အနစ်နာလာခံတာမဟုတ်ဘူးနောက်ဗီဒီယိုမှာဆက်ပြောမယ်နောက်ဗီဒီယိုမှာဆက်ပြောမယ်ဆိုတော့နားထောင်စရာလည်းမလိုတော့ပါဘူးဒါလို့ဆိုလို့ရှိရင်အရေးရှင်းကိုကြည်တာနဲ့တိတယ်နံပါတ်1မတိတာကဒေါအောင်ဆန်းစုကြည်ရခဲ့တဲ့ဘွဲ့ဘယ်နှဘွဲ့လဲကြည်ပါအဲ့ဒီထဲမှာအောက်စဖို့တက်ကရိုကနေရခဲ့တဲ့ ဘွဲအဲ့တော့အဲ့ဒီဘွဲဟာကျွန်တော်ဒီနေ့ခစ်လာခစ်ကုန်လဲကျွန်တော်တို့ကပြန်ကြည့်ရမယ်ဒေါ်အောင်ဆန်းစုကြည်လို့ဒီအောက်ဆိုတက်ကတော့ရတဲ့ခစ်ဒီ88အရှိပိုင်းရန်ရအဲ့တော့88အနောက်ပိုင်းမှာတောင်မှဘွဲတစ်ခုရတဲ့လူဟာဘလောက်ထိလူရဝင်လဲဒါလေးကိုလည်းပြန်လဲသုံးသပ်ကြည့်ပါနော်ကျွန်တော်88နောက်ပိုင်းတော့88အရှိပိုင်းတော့မဟုတ်ဘူး ဲ့တော့88နောက်ပိုင်းမှာမြန်မာပြည်မှာပဲဘွဲတစ်ခုရထားတဲ့သူဘီရိုအမေလို့တော့ BSE လို့စတဲ့ဖြစ်ဘာဖို့ပဲဖြစ်ဖြစ်ဘွဲရတဲ့အထိပညာတင်ထားတဲ့လူတယောက်ဟာဘလောက်ထိလူရောင်းဝင်လဲအလုံးတိမှာပါအဲ့တော့ဒေါ်ဆန်းစုကြည်ကဘာသာစကားယိုးကျွမ်းကျင်ပိုင်နိုင်ဆိုတာပြောတတ်တယ်ပြီးလို့ရှိရင်တူရခဲ့တဲ့ဘွဲတွေထဲမှာဒီအဖိုးကရတဲ့ဘွဲတစ်ခုတည်းပဲတွေ့ကြည့်အောင်အဲ့တော့ဒေါ်ဆန်းစုကြည်တာမန်လူရန်စားဖြစ်မှာ အဲ့ဒီခေတ်ကိုမပြောနဲ့ဗျအခုဒီနေ့ခေတ်ဒီနေ့ခေတ်အိန္ဒိယချင်းထိုင်းနိုင်ငံမှာတာမန်လူနန်းသားကျွန်တော်မြန်မာပြည်သားတွေလာနေကြတယ်အဲ့ဒီထဲမှာထိုင်းမှာကြောင်းတက်တဲ့လူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့ကတာမန်အလုပ်ဓမ္မပေါ့နော်ကျွန်တော်တို့တာမန်အလုပ်ဓမ္မနဲ့ထိုင်းမှာကြောင်းတစ်ခုတက်ပြီးတော့ထိုင်းနိုင်ငံအမြင့်ဆုံးကြောင်းနော်ဒါအောက်ဆိုဆိုအမေရိကန်အမြင့်ဆုံးပေါ့နော်အဲ့တော့အဲ့တော့ကြောင်းကိုအောက်ဆိုကကဘာနဲ့ရှင်ပြီးတော့ပြောလို့ရရတယ်နော်ထားကဘာနဲ့မရှင်သေးဘူး ထိုင်းမှာပဲထိုင်းနိုင်ငံအမြင့်ဆုံးတက္ကသိုလ်တစ်ခုကဘွဲရဝါတဲ့လူတယောက်မြန်မာပြည်သားတယောက်နဲ့ကျွန်တော်တို့လို့တာမန်အလုံလာလုပ်တဲ့တာမန်နေထိုင်တဲ့လူတယောက်နဲ့ဘလောက်กว่าဘလောက်กว่าအဲ့ဒါလေးပဲမြင်အောင်ကြည့်ပါအဲ့တော့သူ့ရဲ့အရေးအချင်းတွေသူ့ရဲ့တန်ဖိုးတွေဘလောက်ရှိမလဲနော်ရှင်းစရှိရှေ့ပိုင်းမှာတွေရခဲ့တဲ့ဘွဲ့နော်နောက်နောက်တစ်ခုရှိရင်ဒီဟာနဲ့ပတ်သက်လို့တော်စန်းစုကြည်အားတဲ့အခုသူပြောသွားတဲ့အထက်မှာ သူ့ရဲ့အောင်မြင်မှုကြော်ကြားမှုကြောင့်သူကအတ္တဘလောက်ကြီးလဲသူတာသမီတောင်စွန့်ပြဲဆိုတော့အဲ့ဒီအချိန်ကာလမှာအောင်မြင်မှုကြော်ကြားမှုဒီလိုမျိုးနိုဘယ်ဆုရလာလိမ့်မယ်ကဘာလင်းစားတဲ့ပုံဖြစ်လာလိမ့်မယ်လို့ဒေါအောင်ဆန်းစုကြည်ကခံမှန်းလို့ရနိုင်တာရဘလို့ခံမှန်းမလဲဘာမှန်းတော့မတိတဲ့ဟာကြီးဘူးအဝေးနိုဘယ်ဆုတို့ကဘာလင်းစားတဲ့ပုံလို့ဆိုအဝေးကြီးလောလောဆယ်မြန်မာနိုင်ငံမှာတော့ ကောင်းဆောင်ဖြစ်မလားမဖြစ်မလားဆိုတဲ့ဟာကိုင်းကလူလူလက်ခံမလားလက်မခံမလားပေါ့အဲ့ဒါတော့မှတွေးကြည့်လို့ရနိုင်တာမရပါဘူးအဲ့တော့သူဒီအတ္တကြီးလို့လုပ်ခဲ့တာလားသူလာရိုးရှင်းတယ်ဒေါံသန်းစီဘုရားရိုးရှင်းလေးပဲနော်ဒေါခင်ကြီးကိုသူဘုရားတည်းကအိမ်ကြီးကပို့ခံတယ်သူကလေးဘုရားတည်းကဘောက်ပို့လာတယ်နိုင်ငံရေးမှာဒေါခင်ကြီးနဲ့ပတ်သက်ပြီးတော့ရှော့လာမှာစိုးလို့နာအိမ်ကြီးကိုတာမတ်ဖြစ်နေပတ်ထုတ်လိုက်တယ်ပတ်ထုတ်လိုက်တော့မအေးသွားတော့တာ ွားတာပေါ့အဲ့တော့နိုင်ငံသားမှကြောင်းတက်ပြီးကြီးရင်းလာတဲ့အမျိုးသမီးခလစ်ငငယ်ဘဝတည်းကအပြိုပေါ်မဝင်ဘဝတည်းကနိုင်ငံသားမှကြီးရင်းလာတဲ့အမျိုးသမီးတယောက်ကဒီနေ့ချိန်ကြီးချိတ်ထမိန်နဲ့ရင်ဝန်းအေးကြီးနေမြန်မာပြည်ကစစ်ဘုံချုပ်ပြီးမြန်မာပြည်မှာဆယ်တန်းအောင်နော်နိုင်ငံသားမှကြောင်းတော့တက်ကြဘယ်လိုပုံစံနေကြလဲတော်စန်းစစ်ကြီးအဲ့လိုနေရခင်ဗျားတို့မြင်ဘူးလားအဲ့ဒါပဲ ကျွန်တော်တို့ကဘာမတူတာကိုအမြင်မတူတာနဲ့တိုက်ခိုက်လို့စိတ်နဲ့ပြောမယ်ဆိုရင်ဒီလူတယောက်ရဲ့ shoot အဘုံဆုံးမှာကျွန်တော်တို့ကြည့်တတ်ဖို့လိုအပ်တယ်တော်စန်းစီလော်လီပေါက်ပြနေရာမြင်ဘူးလားเนาะပေါင်းမိချီလေးနဲ့မြင်စည်းတဲ့ပုံပဲရှိတယ်เนาะမွန်ဂိုလီးယားသွားတဲ့အချိန်မှာနောက်ပြီးတော့ဒူတက်ထားတဲ့ဘာသာကျွန်တော်တို့ထိုင်းမှာအမတ်တို့နှိုင်းရှင်ပြအောင်မယ်အခုပြည်ပရောက်နေနေကြတယ်ထိုင်းမှာလာအလုပ်လုပ်တယ်ဆာဥပမာထိုင်းစကားမတတ်တဲ့လူနဲ့ထိုင်းစကားတတ်တဲ့လူ ဘယ်လိုကဘယ်လောက်ထိအရာဟုတ်တယ်နော်ဒေါအောင်ဆန်းစုကြည်ကဘာသာစကားခုနှစ်မျိုးကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်တယ်ပြင်သစ်လိုလည်းပြောတတ်တယ်အင်္ဂလိပ်လိုဆိုတော့ပြောမနေနဲ့တော့ဆိုတော့စဉ်းစားကြည့်သူ့ရဲ့လူဝင်ဆန့်မှု now 2d သူတေသနစာတမ်းပြုတ်ဖို့အတွက်အခုဝင်လေးလုံနေတဲ့အချိန်မှာသူ့ယောက်ျားသူ့ယောက်ျားကမြန်မာပြည်လာတဲ့အချိန်မှာထောင်လိုင်းကြီးတွေလိုက် မင်းကိုဆရာတော်ကြီးကိုတွားဖူးတဲ့အချိန်မှာပါဠိလိုပါဠိလိုဆရာဘယ်နေမကေအရိကပြောတယ်ဆရာတော်ကလည်းပါဠိလိုပြန်ပြောတယ်အနောက်ကတတိယယူကိုလိုက်သွားတဲ့ဖောင်းလိုင်းရေးတွေငုတ်တော့မိဘာနားမလဲတော့အဲ့တော့ပါဠိကိုအခုကျွန်တော်တို့ခေါ်နေတဲ့နော်ဟေတုပစ္စယောအရဟဏပစ္စယောဒီပိပစ္စယောဘာမှမတူဘုရားဘာသာလို့ပြောတယ်ဟေတုပစ္စယောဘာပြောပြောမှမတူတဲ့လူကများတယ်ဟုတ်တယ်နော်တာတာပွင့်လင်းဝင်ခံမယ် ဒါပေမဲ့ဟိန္ဒူပစ္စည်းရောလို့ပြောလိုက်တာနဲ့ကျွန်တော်ဗုဒ္ဓဘာသာနိုင်ငံမှာကိုယ့်ကိုအဲရွှေနိုင်ငံမှာတော့អော်တဲ့လူတွေအာငါတို့ကထေရဝါဒဗုဒ္ဓနိုင်ငံမှာတော့អော်တဲ့လူတွေဟိန္ဒူပစ္စည်းရောအနာမနာပစ္စည်းရောဆိုတာလပိဆိုင်မှာလပိရောင်းကောင်းဖို့ဈေးဆိုင်မှာဈေးရောင်းကောင်းတော့ဖွင့်လက်အစင်တော့တိပိမဲ့မိုက်ကယ်အက်ဒီတီဟိန္ဒူပစ္စည်းရောရဲ့အနက်အဓိပ္ပာယ်ဒီပါလေအကုဒုကင်း၍ကုဒုနဲ့ရှင်တွဲရပါစေသာသူတိတယ်သူပါဠိကိုဘာသာပြန်တတ်တာအဲ့တော့ပါဠိကိုဘာသာပြန်နေတဲ့ပေါမောက္ခ ရှင်းရှင်းလေးတံပိုးတွေကိုမြင်တဲ့အကြည့်ဒါအရှိပိုင်းမှာအဲ့တော့ဒေါ်လန်းစုကြည်လာတဲ့ရုပ်ဆိုတော့သူပြောတာကျွန်တော်ထပ်ပြောမယ်1980မတိုင်ခင်ကာလလူတွေရဲ့ဝစ်ပုံစားဖို့ fashion အခုခေတ်နဲ့နှိုင်းရှင်လို့ရတယ်ရရခင်ဗျားတို့ကျွန်တော်တို့ငငယ်တုန်းကခေတ်နဲ့အခုခေတ်ပဲနှိုင်းရှင်အောင်ဟို88ကိုတွား88အလွန်ခေတ်ကိုတွားမနှိုင်းရှင်အောင်ကျွန်တော်တို့လူမန်းတိစအရွယ်ဒီ88နောက်ပိုင်းပေါ့နော် မှတ်မိတဲ့အရွယ်ဝတ်ပုံစားပုံစီရင်ပုံနေတဲ့ဒီနေ့ရောက်နေတဲ့ခေတ်နဲ့တူလားနောက်ပြီးတော့ဓာတ်ပုံကာလာအနေထားသောင်းစုကြီးအဲချင်းလင်းတဲ့ဟိုနေ့ဖြစ်ပြီးတော့ရက်နေတဲ့ပုံလေးကိုဒါတင်ပြီးတော့လာလုံးဝမမရဟန်းပြောတဲ့ကောင်ရှိပါတပြားပဲပါလာလို့ပြောတဲ့ကောင်ကောင်ရှိတယ်နော်ဒါပေမဲ့သူတို့တွေကအဲ့လောက်တော့ပြင်းပိန်းတာလားအဲ့ဒီခေတ်ကရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံရှင်းရှင်းပြောရင်လေအဲ့ဒီခေတ်ကဓာတ်ပုံရိုက်ဖို့တော့လူတိုင်းရိုက်ခွင့်ရှိလူတိုင်းရိုက်နိုင်တာ ဟမ်88မတိုင်ခင်မှာဓာတ်ပုံလူတိုင်းလွယ်လွယ်ကူကူရိုက်လို့ရတာရိုက်နိုင်ကြအဲ့ဒီခေတ်ကဒူဟာဓာတ်ပုံရိုက်နိုင်တယ်ဆိုတော့စဉ်းစားကြည့်လေဒါပေမဲ့အဲ့ဒီခေတ်ကဓာတ်ပုံစေတာကာလာအနေထားဒီနေ့ခေတ်เนี่ยဘလို့မနိုင်ရှင်လို့မရဘူးလေကိုရင်ငငယ်ပုံတွေပဲကြည့်ပါဦးဒါပေမဲ့အဲ့ဒီပုံကိုယူတယ်ဒီနေ့ခေတ်မျက်လုံးနဲ့ကြည့်ပြီးတော့ဘာဖြစ်တယ်ဟာလာတော့အကြည့်ဒီရုပ်အော်လူတွေကျွန်တော်တွေ့အဲ့ဒါသူတို့ဘက်က လူတွေမမှန်ရင်ပြောဆိုနေဟိုင်ကြီးအဲ့ဒီဟိုကျွန်တော်တွေးတယ်ဒီလူတွေကကိုတန်ဖို့ကိုဖျက်နေကြတာသူတို့ကတော့ဒေါင်းစစ်ကြီးကိုမလုံမုန်းထားတဲ့စိတ်နဲ့သူတို့ကတိုက်ခိုက်နေတာဒါပေမဲ့တိုက်ခါကြဝါးတာတွေဘာလို့လဲဒေါင်းစစ်မဟုတ်ဘူးဟမ်မဟုတ်ဘူးအဲ့ဒီတိုက်ခိုက်တဲ့လူတွေအားလုံးအင်္ဂလိပ်လိုနိုင်ငံကနားလည်နေအောင်ဖောက်လို့တကြီးတကဘာလုံးအောင်အဲ့ဒီဒေါင်းစစ်ကြီးကိုတိုက်ခိုက်အထင်သေးတိုက်ခါကြအောင်မလားပြောတဲ့လူကိုအထင်သေးဝမ်းမလားအဲ့လိုလူတုံးတက်မှလေသူများတကဟုတ်တယ်ဟုတ်တယ်မလား အဲ့တော့ဒေါ်အောင်ဆန်းစုကြည်အခုနောက်ပိုင်းမြန်မာနိုင်ငံမှာဒေါ်အောင်ဆန်းစုကြည်ဆိုတာအကုံဆုံးဆိုင်တစ်ဆိုင်တောင်မဖွင့်ထားဘူးဒါပေမဲ့တူရတဲ့နိုဘယ်ငင်းကြိုင်းစုတီဒေါ်လာတန်းနဲ့ချီရတာနော်မြန်မာငွေတန်းနဲ့ရှိမဟုတ်ဘူးနော်ဒေါ်လာဒေါ်လာနော်အဲ့တော့ဒေါ်လာတရာကိုပဲတွက်ကြည့်မြန်မာနိုင်ငံမှာအခုဒေါ်လာတစ်ထောင်တွက်ကြည့်ဒေါ်လာတစ်သောင်းတွက်ကြည့်အဲ့ဒီတန်းနဲ့ချီရတဲ့ဒေါ်လာပြီးတူထုတ်ဝေခဲ့တဲ့စာအုပ်ပေါင်းလေ့လာကြည့်ပါ အဲ့ဒီစာအုပ်တအုပ်ရောင်းရတိုင်းတူတက်ပါစင်နဲ့အမျက်ရအဲ့တော့ကဘာကြောင်အောင်ထုတ်ဝေထားတဲ့စာအုပ်တအုပ်က ရောင်းအားတစ်နှစ်အတွင်းဘလောက်ဝင်မလဲစာအုပ်တအုပ်ရောင်းရတိုင်းသူ့ရဲ့ယာဂိုင်တော့တောင်းဆောင်တူရှိဝင်နေမယ်စဉ်းစားကြည့်နော်အဲ့ဒါပဲကျွန်တော်တို့တိုက်ခိုက်လူစိမ့်နေတာတွားပြီးပြောလိုက်မယ်ဆိုရင်ဘလူတွေကကြောင်ကိုပဲလက်ခါကြမယ်အခုဒီအမျိုးမျိုးလူပြောသွားတာတဲမှာနော် နံပါတ်1သူပြောတာလာရက်ယုတ်ကျွန်တော်ပြန်ရှင်းပြဦးရရင်နော်အနေခေလူတိုင်းဓာတ်ပုံမရိုက်နိုင်တဲ့ခင်မှာတော့ဓာတ်ပုံရိုက်နိုင်တဲ့ဒေါအောင်ဆန်းစုကြည်အဲ့ဒီခေကာလာစေးသားကိုဒီနှစ်ခေမျက်လုံးနဲ့ကြည့်လို့ရပါသလားအဲ့အခုနော်နောက်တစ်ခုရှိတာကထင်ရှားကြော်ကြားဖို့ကဘာကြော်ဖို့ဆိုတာအဝေးကြီးတီတွင်ကပြည်သူလက်ခံလားမခံလားတော့မတီးပဲနဲ့ตาနဲ့လင်ကိုပြစ်ပြီးတော့တူထင်ရှားကြော်ကြားဖို့ဆိုတဲ့အလုပ်ကိုလုပ်မလားခမည်းဆောင်ရောလုပ်မလား ုတ်တယ်မလားเนาะနောက်တစ်ခု तू อ่ะ1980မတိုင်ခင်เนี่ยဘွဲရတာတဲ့လူတယောက်လူဝင်စက်မှုဘယ်လောက်ရှိမလဲခမားတို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာပဲကြည့်လိုက်86နောက်ပိုင်းမှာဘွဲရတာတဲ့လူတွေတော့เนาะကျွန်တော်တို့ရွာမှာအရင်ခေတ်ကဆိုရင်လေ အလဲတန်းအောင်ရင်ចောင်းစီရလုတ်ခွင့်ရှိတယ်ရွာចောင်းနေမှာအလဲတန်းလေးမဲ့เนาะအခြေခံပညာအထက်တန်းတော့မဟုတ်ဘူးအလဲတန်းအောင်အောင်ចောင်းစီရလုတ်ခွင့်ရှိတယ် အရင်ခေတ်ကကြောင်းစီရအိုကြီးတယ်ဆိုရင်ချွတ်တယ်ဆိုအလန်းအောင်နေအောင်ပါချွတ်ဆိုမူလန်းအောင်အောင်ပါအဲ့တော့ဒူကအလန်းအောင်လားမူလန်းအောင်လားထက်တန်းအောင်လားအိုအောက်ဆိုတက်ကရိုကဘွဲရထားတာသူရခဲ့တဲ့ဘွဲတွေကိုလိုက်ကြည့်ရင်တပုံကြီးအဲ့တော့ကျွန်တော်တို့ကဒေါန်ဆန်းစုကြီးကိုမလုံမုံသားစိတ်နဲ့မကြိုက်ခွင့်ရှိတယ်မကြိုက်ခွင့်ရှိတယ်လူတယောက်ကိုကြိုက်တာမယ်ငါကြိုက်တယ်လို့မင်းတို့ကြိုက်ကြမယ်မင်းတို့အဲ့တယ်လို့ငါကြိုက်ကြမယ်ပြောလို့မရပါဘူး မှန်တယ်မကြိုက်တာလူကျွန်တော်လည်းမင်းအောင်နိုင်ကိုမကြိုက်ခွင့်ရှိတယ်ဒါပေမဲ့မင်းအောင်နိုင်မှာမရှိတဲ့အဖြစ်ကိုလောက်ကျလီစေပြီးကျွန်တော်ပြောခွင့်မရှိဘူးမင်းအောင်နိုင်မှာရှိတဲ့အဖြစ်ကိုဒါလေကျွန်တော်ပြောခွင့်ရှိတယ်ထို့နည်းတူပဲအခုဒေါ်အောင်ဆန်းစုကြည်တိုက်ခိုက်နေကြတဲ့တူတွေပြန်ကြည့်လိုက်ဘယ်ကစတိုက်ခိုက်တယ်ပေါ့ဟုတ်တယ်နော်နေဝင်းလက်ထက်ကထဲကဒေါ်အောင်ဆန်းစုကြည်ကိုစတိုက်ခိုက်တာအစိုးဆုံးကတော့ဒီနာဖလက်ထက်မှာပေါ့နဝတလက်ထက်မှာဘလောက်ထိတိုက်ခိုက်တယ် စစ်ဖို့စစ်တပ်ကဘုံချုပ်တယ်နိုင်ငံတစ်ခုရဲ့စစ်တပ်ခေါင်းဆောင်တွေကနိုင်ငံပိုင်နဲ့ရုတ်တန့်နိုင်ငံပိုင်ရုတ်တန့်ထုံးလွှင့်မှုဆိုတာခင်ဗျားတို့ကြော်ညာတင်လာတော့မှတမိနစ်ကိုဘလောက်တစ်စက္ကန့်ကိုဘလောက်ပေးရတာနည်းနည်းတော့မဟုတ်ဘူးနေ့နေအောင်ပေးရတာဟုတ်တယ်နော်အဲ့ဒါလို့နိုင်ငံပိုင်ရုတ်မြင့်တန်ကြားရေဒီယိုသတင်းစာသတင်းစာထဲမှာနိုင်ရေးလေးကြော်ညာတစ်ခွက်ထပ်ဘလောက်ပေးရတယ်အေးအဲ့ဒါလို့အဲ့လောက် ပါဝါရှိတဲ့နေရာတွေကနေဘဒူကတိုက်ခိုက်ကြတယ်တာမန်အခြေခံလူမဟုတ်ဘူးနော်နိုင်တခုရဲ့စစ်တပ်ခေါင်းဆောင်တွေကအင်းလိုက်အားလိုက်တိုက်ခိုက်တာကာတွန်းပုံတွေထည့်တယ်ကျွန်တော်ငငယ်ဒါအခုကကလေးတော့တိအောင်မဟုတ်တော့ဘူးအဒေါ်ဆန်းစုကြည်ကိုပြည်ပြက်မာကြီးမိစာမာကြီးအာမျိုးစုံကာတွန်းတွေဆွဲပြီးတိုက်ခိုက်ဒေါ်ဆန်းစုကြည်ကြောင့်အနောက်အုပ်စုကပါပြက်အာဘလို့မကြောင်းဝဲမနာတယ်ရဆတိုက်ခိုက်တာနေဝင်ဘာဖြစ်သွားလဲကြောက်ဝနေဝင်ပေတဲ့အချိန်မှာဘလို့သေသွားတယ်တိတယ် လူ၁၀ရောက်မပြည့်ဘူးမတောင်တူးတူးတိတ်တိတ်ချလိုက်တာအော်နေဝင်းဆိုတာနည်းနည်းနော်နော်အင်ပါယာမဟုတ်ဘူးနော်ချမ်းသာကြွားမှုနည်းနည်းနော်ကြွားမှုအဲ့နေဝင်းတို့တိုင်းပေါ်တက်ပြီးတော့ကတော့ဗာလီးလံပြနေတာအဲ့ဒီပြည်သူကြီးကခိုးခဲ့တဲ့ဟာတွေမျိုးစို့ပြီးတော့လှုပ်ချင်လှုပ်နေတာနေဝင်းစောမောင်တန်းရွှေခိညွတ်တင်းစိန်အခုတောင်းလိုက်တာမေလို့တယောက်ပြီးတယောက်ယောက်ျားရင်းမကြီးပြောင်းသွားတယ်ဒေါ်စန်းစုကြည်ဘာဖြစ်လဲ တော်စီတကူးရှိနေလို့လားမဟုတ်ပါဘူးတောင်းပန်တူကိုဝင့်ပြန့်ထားတဲ့ဒီအခုဆိုအောက်ဆိုတက်ကူတို့ကဘွဲရတယ်ဆိုပြီးတော့နော်노ဘယ်ငင်းချင်းစုဖြစ်လို့ကဘာတူကိုကြောင်းအောင်ကွန်ပျူတာလို့လားမဟုတ်ပါဘူးချုပ်ချပါတယ်ကန့်ကွက်ပါတယ်ထန်ကုန်လို့စီးပွားရေးပိတ်ဆို့လာတာပွဲအဲ့တော့ဘာဖြစ်လို့သူမှန်းနေလို့သူကမှားကြည့်ပါလားလွင့်ဝါးလာကြပြီဗောချင်းချင်းလေးဖြေရမဟုတ်ဘောမရအနေနဲ့မတွေးတာလားတောင်းပန်တည့်ရတဲ့နဲ့တမင်တက်တက်လောက်တာ ဒီမျိုးသမီးကငါတို့တွေတော့မုန်းတာဒီမျိုးသမီးတိုက်ခိုက်နေတာအေးတိုက်ခိုက်လဲသူ့နေဝင်းလက်ထဲထဲတိုက်ခိုက်ဟမ်နေဝင်းစောမောင်တန်းချွေခင်းညွန့်တိုင်းခိုင်မြောင်းလိုက်ဟွေးတကယ်ဆရာကြီးတွေအစ်စင်တိုက်ခိုက်တယောက်ပြီးတယောက်ပြောက်သွားပါလားဒီမျိုးသမီးဘာမှမဖြစ်ဘူးဒါဆိုသူဘာဖြစ်လို့လဲသူ့ကိုတိုက်ခိုက်လို့မရအောင်ကာဝတ်ထားမဟုတ်ဘူးထောင်ထဲချမျိုးစုံလို့အကျယ်ချုပ်ကြီးချမဟုတ်ကဟုတ်ကပုံမှန်နေတတ်အခုမင်းအောင်လိုက်လောက်တန်းဒီပေါ့ဒါဆိုသူဘာဖြစ်လို့မပြိုလဲရတာ ။ဘာဖြစ်လို့တူရဲ့ပြည်သူထောက်ကမှုကပိုပိုများပြီးတော့ကဘာကဘာအစထောက်ခံပြီးလေးစားတဲ့လူဖြစ်လာတာ။သူ့ဘက်မှာအမားရှိလို့နည်းနည်းလေးပဲရှိ။ဒီနေရာကိုရောက်လာလို့မရအောင်။အဲ့တော့လူလူခေါင်းဆောင်ဆိုတာဒေါ်ဆန်းစုကြည်ကကျမကိုလူလူခေါင်းဆောင်လို့ခေါ်ပါ။ကျမကိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်လူလူခေါင်းဆောင်သူကိုယ်တိုင်ပြောထားတာမပြောဘူး။နော်လူလူကပေးထားတာ။အဲ့တော့ဒေါ်ဆန်းစုကိုတိုက်ခိုက်မယ်ဆိုရင်ဒလိထားပါ။ဘာဖြစ်လို့လဲ တိုက်ခိုက်တဲ့လူပဲတန်ဖိုးမယ်ွာလိမ့်မယ်။သူမဘာမှမဖြစ်ဘူး။အခုထောင်ထဲကိုချထားတယ်။ဘာဖြစ်လဲတော်ဆန်းဆိုကြီး။တော်ဆန်းတန်ဖိုးမဲ့ွာလား။မဲ့မဲ့ွာလား။အခုတက်တက်ခိုင်တော့ဘာလို့အကတိမှုဘာညာပြောတယ်။ဆောက်ပြောတဲ့လူဘလူဘလူတိုက်ခတ်ကြ။ဒီလိုပုံပုံမျိုးကကုံစုံဆိုင်တဆိုင်အောင်မှဒီနိုင်ငံမှာစီးပွားရေးမလုပ်တဲ့လူပေါ့။နော်။အကတိမှုဘာလို့ခေါင်းစဉ်တက်လိုက်တာနဲ့တိုက်ခတ်ကြွားမယ်ဆိုရင်ဘယ်နေတော့ခက်ကိုရောက်မလာဘူး။နော်။အဲမင်းတို့မင်းအောင်နိုင်လို့မင်းတို့ခက်ကိုရောက်မလာဘူး။ အရှင်းမာနေနေဝင်းမာနေပြတ်သွားပြီးစောမောင်မာနေပြတ်သွားပြီးနောက်ဆုံးတန်းရွှေမှာကျင်းနေပြတ်ပြီအဲ့ဒါရှင်းနေတယ်ဖြစ်ရအဲ့တော့တိုက်ခိုက်ပါတိုက်တလောက်တိုက်ခိုက်ဒေါ်သန်းစုကြည်ကတော့ဘာမှဖြစ်မှာမဟုတ်ဘူးเนาะအဲ့တော့တိုက်ခတ်တူတာလင်းဘာဖြစ်သွားမလဲတပြင်းချင်းနဲ့အကုဒုကံအကျိုးပေးသွားမှာဒါအခုဒီမျိုးသမီးကတော့ဒါနားမလဲဘူးထင်ပါတယ်เนาะသူလည်းသူ့အောက်ထဲမှာမှတ်ထားမှတ်လို့ပဲဩတူလဲတဲ့သူ့မှာရှိတဲ့စကားလေးတကယ်ထိတယ်เนาะ နာတတ်မှာဆိုရှက်เสียရည်သူ့မှာရှိတဲ့အတိတရားလောက်နဲ့သူမြင်တဲ့တော့ကိုပြောတာပဲတဲ့ပြောပါစေသူတော့ပဲမြင်တာ ਉਹ တဲ့ဟာလဲသိလိုက်လို့ရတယ်အဲ့မတ်လေးတစ်ခုอ่ะเนาะရင်ရင်လေးနဲ့ထိတာအဲ့ဒါဖဲလာတဲ့နာလေအခုသူကငါတို့မင်းဆဲတဲ့ဖေဟဲ့ဖာဟဲ့ဝင်ဆဲွားတဲ့လူတဲ့အဲ့ဒီမတ်ကအစပေါင်းတစ်ထောင်တစ်ပေါင်းလောက်ပူတာတယ်เนาะအဲ့တော့ဒါမဲ့ဒီဗီဒီယိုဖိုင်မှာဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်တဲ့လူတွေကျွန်တော်အားကြီးတွေ့လာပါတယ် ဒါပေမဲ့ဒီအမျိုးသမီးတို့မျိုးအမေစုလို့ခေါ်ပြီးတော့ယဉ်ကျေးပြူငါဆိုတာတိုက်ခိုက်တဲ့လူကိုတော့ကျွန်တော်ကတော့တူတယောက်ပဲမြင်မှုပါသေးတယ်။နော်အဲ့ဒီအတွက်အဲ့တချက်ကိုတော့လေးစားတယ်တကယ်ကိုလေးစားပါလေ။အဲနောက်တစ်ခုကျွန်တော်ပြောအောင်မယ်။ရှိသေးတယ်ဗိုလ်ချုပ်အောင်ဆန်းတမီးမှုလို့နေရာရတာတဲ့။မဟုတ်ဗိုလ်ချုပ်အောင်ဆန်းตายမသေးသေးဘူးငုတ်တော့ရှိသေးတယ်။လူရဝင်တာသိသေးတယ်ပြည်သူတွေငါနဲ့တောက်တာခန်းနေရတယ်။ဟမ်ဗိုလ်ချုပ်အောင်ဆန်းตายတမီးမွေးထားတဲ့ตายတမီးမှုလို့လူရဝင်နေဆိုရင် အဲ့ဘိုးကျော်အောင်ဆန်တာကြီးကငုတ်တုတ်ကြီးလေဘာဖြစ်လူရမဝင်တဲ့ပြင်လူတွေဆဲငံထိနေတာလေအဲ့တော့ဒေါအောင်ဆန်းစုကြည်ဆိုတဲ့ဂုံပုတ်ဟာဘိုးကျော်အောင်ဆန်းတော့လူရဝင်တာလားဘိုးကျော်အောင်ဆန်းတော့ကဘာကျော်လာလားသူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ကဘာကျော်တဲ့ပုံကိုဖြစ်ကလာလားတကယ်တော့ရင်သာဆရာเนาะကျွန်တော်တို့တွေကကိုမောင်မောင်တုံးတက်များနေမြန်မာနိုင်ငံမှာလူလူထောက်ခံမှုအများဆုံးခေါင်းပြပါဆိုရင်ဘလူပြမင်းအောင်နိုင်လားဒီနေ့ခေတ်မှာတိမ့်စိန်လား မမသေးတဲ့တန်းရွှေလားမဟုတ်လေဒေါအောင်ဆန်းစုကြည်ကိုဘလူးမိတယ်ခေါက်ခေါက်ကျိုးမဟုတ်ဘူးဆယ်စားတစတော့မိတာအဲ့တော့အဲ့လောက်လူလူထောက်ကမှုကောင်းတဲ့ခေါင်းဆောင်ရိုးရိုးခေါင်းဆောင်တော့မဟုတ်ပါကဘာကလေးစားရဲ့ပုတ်ပုတ်ကိုတချို့နဲ့တိုင်းပြည်ကြီးဆိုရင်တော့မင်းမြန်မာလို့ပြောရင်မတိဘူးအောင်ဆန်းစုကြည်လို့ပြောမှာအောင်အောင်ဆန်းစုကြည်အဲ့လိုတိတဲ့လူတွေအဲ့လိုကဘာနဲ့အဲ့လိုလေးစားတန်ဖိုးထားတဲ့ပုတ်ကိုငုတ်တုတ်ကြီးရှိရဲ့ ਨੇ ဒီတိုင်းပြည်ကို သူများနိုင်ငံတွေထဲတိုးတက်အောင်မလုပ်ဘဲနဲ့ဒီတန်ဖိုးရှိတဲ့လူသားကိုထောင်ထဲထည့်ပြီးချိတ်ပိတ်ထားတာနိုင်ငံအတွက်ဘလောက်နှစ်နာလဲဒေါ်ဆန်းစွန်ကြီးတို့နှစ်နာလားမဟုတ်ဘူးဒေါ်ဆန်းစွန်ကြီးတို့မျိုးသမီးက तू ဒီလုပ်တွေကိုစားလုပ်တဲ့ကဥတက်တုခန္ဓာသူ့ဘဝကိုဒီတိုင်းပြည်အတွက် तू ပေးလူပြီးတာ तू သေဝါလဲ तू ပျောင်းပျောင်းလေးသေဝါမဲ့လူမျိုး तू အတွက်နှစ်နာเสียဘာမှမရှိတော့နော်လောကမှာပြည့်စုံခြင်းဆိုတာဘာလဲတဲ့ဆိုတဲ့စကားလိုပဲပြည့်စုံတယ် ်ဆိုတာဘာကိုပြောတာဘာမှမရှိတော့တာပြည်စုံတာဘာမလိုအပ်တော့တာပြည်စုံတာပဲဒေါ်စန်းစုကြည်ရဲ့အဲ့တိုင်းမှာတွမအားလုံးကိုဆွတ်လွတ်ထားတဲ့လူဖြစ်တွမနစ်နာစရာဆိုဘာမှမရှိတော့ဘူးဒါပေမဲ့နစ်နာတာဘလူလဲဒီနိုင်ငံအဲ့တော့ဒီနိုင်ငံနစ်နာပြီဆိုတဲ့ကဘသူတွေနစ်နာမလဲဒေါ်စန်းစုကိုထောက်ခံတဲ့ပြည်သူပဲနစ်နာမှာလားအဲ့ဒီစစ်တပ်အပါအဝင်ဒီစစ်တပ်လုံးတမျှစစ်တပ်ဆိုတဲ့နေရာမှာလဲဘုနေ့ကပြောသလိုဒီစစ်တပ်ကို ထိန်းကျောင်းမောင်းနေတဲ့စစ်ကောင်းဆောင်တွေပေါ့သူတို့အပါဝင်ဒီစစ်တီတော်မိသားစုတွေဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝိုင်းအခုပြန်ဖို့အတိုင်းဝိုင်းပေါ့အကုန်လုံးနဲ့နာတာနော်မြန်မာပြည်မှာဝတ်သားချက်သားဟင်းချက်ဘာပြောလဲစားကောင်းတယ်တဲ့အဟင်းကောင်းတာပေါ့တဲ့လူတိုင်းအခုဒီနေ့မြန်မာပြည်မှာဝတ်တပိတ်သား၃လေးတောင်းဖြစ်နေတယ်တာမန်ချင်းကလူတိုင်းကနေ့တိုင်းဝတ်တိုင်းစားနိုင်မစားနိုင်ဘူးလက်ထိုင်းလာကြည့်တိုင်းမှာဆက်ရုံလုံးရုံစင်းနေတဲ့လူတွေဝတ်တိုင်းစားခြင်းဥကျင်စားလို့ရတယ်ထူးဆန်းတဲ့အရာမဟုတ်တော့ဘူးအဲ့လို အဲ့နိုင်ငံသားတစ်ချင်းအတူတူဘဝနှစ်ခုဘလောက်ခွာချနိုင်ပြီလဲရင်းနှက်ဇာကြီးရနော်အဲ့တော့ဒီလိုတိုင်းပြည်ကိုကောင်းမွန်တိုးတက်အောင်အပြူတဘောဆောင်ပြီးအမြင်မတူတာတွေဘေးဖက်မြင်တူတာတွေညှိနှိုင်းပြီးတော့ဒီတိုင်းပြည်အရွေးတစ်ခုကိုလုံနိုင်ရဲ့တားနဲ့မလုံပဲနဲ့ဒီပုံကိုထောင်ထဲထက်ဒီတိုင်းပြည်ကိုဖျက်ဆီးခန်းနေရတဲ့ဘဝတွေအဲ့တော့နိနာကဒီဘာတူလဲခမရတို့တင်တော်တို့နိုင်ငံနိနာတာ တော့အဲ့ဒီနိုင်ငံနှစ်နာပြီဆိုတဲ့ဒီကျမ်းဖွင့်မှာအားပေးနေတဲ့ကောင်းနေတဲ့နှစ်နာပြီဒီစစ်ကောင်းဆောင်တွေဘာလုပ်လို့ဟုတ်ပါတဲ့မှန်မှန်ပဲလုပ်နေလူနှစ်နာပြီနောက်တချို့တည်းကကိုကိုကကိုမတီးဘူးကိုရွာကိုဒေတာမှနေနေတော့ဒီအဝင်းဝင်းမြင်တယ်သူများနိုင်ငံနဲ့မမြင်ဘူးတစ်ချိန်ကကျွန်တော်တို့မှမှဆိုရင်နည်းနည်းအစားတောက်ဆိုင်အဲ့ဒီကောင်အီဒီယိုပီးရလာတယ်ကွာငါပြက်တယ်အခုနေသွားပြောအီဒီယိုပီးရကောင်ဆဲလိုက်မယ်ဟိုမှာဖိဖိတောင်းနေပြီနော်အီဒီယိုပီးရကောင်တည်းအခုလောက်ဆိုပြန်ပြောနေကြပြီအဲ့ဒီကောင်မြန်မာပြည်ရလာနေပြီကွာငါပြက်နေတယ်လီလို့ပဲ ဟုတ်တယ်အဲ့လိုပြန်ပြောပြီးသားမသိဘူးအကောင်းပြောတာနော်အဲ့တော့ကိုဘဝကိုကိုတီးကြပါနော်ကိုအဝင်းဝင်းကိုဒေတာလောက်ကြည့်ပြီးတော့ဟိုဘက်အိမ်နဲ့ဒီဘက်ဟိုဘက်မှာစမ်းမရှိဘူးကွာဖြောင်းကန်ကြည့်တာငါ့ဆန်ဟိုကလေးနေရှိသေးတယ်ငါတထေးပဲအဲ့လိုစိတ်တွင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဘဝဘယ်တော့မှလွတ်လပ်မှာမဟုတ်ဘူးနော်အဲ့တော့ဝတ်သားဟင်းလေးစားဖို့ကျက်သားဟင်းလေးစားရတော့ဟင်းကောင်းတယ်လို့တွင်းနေရတဲ့ွေကျွန်တော်တို့တိုင်းပြည်ဒုများအောက်မှာရောက်နေတယ်ဆိုတာတည်ထားပါဒုများနိုင်ငံမှာအဲ့ဒါဘဝမဟုတ်တော့ ခွေးဟောစာအသားအသုံးလိုက်တွေးနေတာနော်လူမပြောနဲ့ကျွန်တော်တို့ဒီတိုင်းမှာနေတဲ့လူကြက်သားဝက်ဘာလို့မှမစားချင်ဘူးမြန်မာပြည်မှာမစားချင်တဲ့လူရှိလားမစားနိုင်လို့တလားဝတာလေးတစ်ခါတော့ချက်တဲ့လူနဲ့ဟမ်မဟုတ်ဘူးလားအဲ့ဒါဘဝတွေဘယ်တော့ကွာချားနေတယ်တိပါကျွန်တော်တို့တွေအမုန်းခံပြီးပြောနေတာဘာလို့ကိုလဲဘယ်သူကအမုန်းခံခြင်းမလဲကိုယ့်ကိုပြီးပါအေးစင်းနေလို့ရတာကြီးဘာလို့ကိုလဲဟမ် နေမှာမဟုတ်ပေါ့ကွာအေးစစ်စစ်ထင်းပေါ်ချင်းကြွားကြားချင်းအထာနီးနှန်းနေလောက်မှာပေါ့ဒါပေမဲ့ဒီနိုင်ငံကြီးကိုကျွန်တော်တို့တွေပေါ့နေလုံနေစိုးနေသားကွာချားနေတာတိနေတယ်မြင်းနေတယ်ကျွန်တော်တို့ကတွေးနေရတယ်မတွေးကျင်လည်းတွေးနေရတယ်ဒါပေမဲ့ပြည်သူ့မှာနေတဲ့လူကတွေးလားမတွေးဘူးကိုဒေတာကိုအဝင်ဝင်မှာဟုတ်ဟုတ်နေတာပဲအာငါတို့ဒေတာအေးစစ်ပဲဆိုတော့လူရရှိသေးတယ်အာပါပါတသိန်းဖို့ဝယ်စားပြလိုက်တာနန်းအကိကြောက်ပစုံဘလောက်ဖို့ဝယ်စားပြလိုက်တာဘာဘလောက်ဝယ်စားပြလိုက်တာကိုနိုင်ငံအဆင့်ကိုကိုတိပါ မင်းအမေပြည်တွင်းထဲမှာဘလောက်ပဲချမ်းသာနေပါစေသူများနိုင်ငံသားတွေရှင်လိုက်ဘလောက်နဲ့ကြနေလဲရှက်တတ်ပါเนาะဒါကြောင့်မို့လို့ဒေါအောင်ဆန်းစုကြည်ကိုတိုက်ခိုက်မယ်ဆိုရင်ကိုကိုကိုပြန်တိုက်ခိုက်တာ ਨੇ အတူတူပဲလို့မှတ်ထားလိုက်ပါဘာဖြစ်ဒေါအောင်ဆန်းစုကြည်မှာနာစရာဘာမှမရှိတော့နစ်နာတာဒီတိုင်းပြည်နစ်နာနေတာအခုဒေါအောင်ဆန်းစုကြည်လူမျိုးတိုင်းပြည်ကိုဥစားဝင်ပေးအဲ့ဒီစစ်ဘိုလ်ချုပ်တွေ ਨੇ လာရင်အကုန်လုံးတိုင်းနာအင်အားစုတွေအကုန်အကုန်လုံးเนาะမြန်မာနိုင်ငံမှာစစ်တပ်တစ်ခုတည်းရှိ အဲ့ဒီစစ်တပ်မှလာရခိုင်နဲ့လာဗမာနဲ့လာမွန်နဲ့လာဒိတ်နဲ့လာအကုန်လာညီတူမြတ်တူအမေရိကန်ပုံစံမျိုးဖြစ်သွားချင်ရဟမ်အကပလီမိုးတို့နေရာမရဘူးလူလူလူမဲ့အရင်ခစ်တယ်ရဒါမဲ့အခုအားလုံးဖြစ်သွားဘလောက်တိုးတောက်မြန်မာပြည်မှာအဲ့လိုဖြစ်ချင်ဘာမှပြဿနာပြည်တွင်းစစ်ဆိုတာဖြစ်လာမှာကြောင်းမရှိဘူးဘယ်နိုင်ငံရှင်မလဲတရုတ်နဲ့ရှင်မလားအိန္ဒိယနဲ့ရှင်မလားဟောမြန်မာအင်အားကြီးနိုင်ငံထိတ်တိတလုံးဖြစ်ကမှလေအခုဟာကြီးကဘာလဲကိုတက်လန်းကိုကိုကိုတိုင်ဖြိုချပြီးတော့ မြကောမျက်နှာပေါ်ကိုဇရွေးထွေးနေကြတာဒါကြောင့်မလို့အတီလေးရှိကြပါဒေါ်ဆန်းစုကြည်ကိုတိုက်ခိုက်လို့ဒေါ်ဆန်းစုကြည်ဘာမှဖြစ်မှာမဟုတ်ဘူးတိုက်ခိုက်ဒူတာလျင်နိုင်ညံ့ကြံပြစ်ခဲ့ပါလိမ့်မယ်ဒါလေးကိုအတီရှိစေချင်ပါတယ်အားလုံး